zero quarter ပြ zero quarter zero quarter ဆွဲပြရမှာပေါ့နော် zero quarter ပါမိလေးဆွဲပြမယ်ဆိုတော့အဲတင်တစ်ခုရရင်ရတင်တစ်ခုသိရင်ရတယ်သူကလေတင်တစ်ခုသိရင်ရပြီနော်ဘောင်းမီလေးမဆွဲခင်မှာတော့ထုံးစံတိုင်းပဲချက်ဘေးမြင်းတစ်ချောင်းပိတ်မယ်ပေါ်မြင်းတစ်ချောင်းပိတ်မယ်နော်ဘေးကိုချက်တစ်လက်မှလောက်ပဲပိတ်လိုက်မယ်နော် ဒေးမြင့်ကိုတစ်လက်မှတ်ပိတ်လိုက်မယ်နော်0 quarter ဆိုတော့ပေါင်အရင်းသားလောက်မှာပေါ့ပေါင်းမိရလေဆိုတော့အခါကျတချေအောက်ကိုအရင်အရှိကြီးမဆွဲတော့ဘူးနော်ဒီအပေါ်ဘက်ကိုကျတော့တချေတာနှစ်လက်မှနှစ်လက်မှလောက်ပိတ်လိုက်နှစ်လက်မှလောက်ဆိုရမှာပါဒါမှမဟုတ်တချေနှစ်လက်မှနဲ့နောက်ထပ်တဝက်ပေါ့နှစ်လက်မှကိုပိတ်လိုက်မယ်နော်ခါမြင်တော့ကိုပက်တန်ပြပါရဲ့အစွန်ကနေပြီးတော့မှတစ်ချက်နှစ်လက်မှခွဲချပြီးတော့ပိတ်လိုက်တယ်เนาะ ပိတ်လိုက်တယ်ရပြီဆိုလို့ရှိရင်တစ်ချက်ဒီမှာ꽌ဆင်းမယ်ပေါ့နော်꽌ဆင်းမယ်꽌ဆင်းတယ်ဆိုလို့ရှိရင်ထုံးစံတိုင်းမယ်တင်းပပတ်လေကိုလေးနဲ့စားတယ်စားပြီးတော့တက်လက်မှာဆင်းမယ်နော်တော့ခုချေဆွဲမဲ့တင်က47ရှိတယ်ဆိုတော့47ကို၄နဲ့စားပြီးတော့တလက်မှာဆင်းလိုက်တယ်ပေါ့နော်47ကို၄နဲ့စားတာက30နှစ်စိတ်ရတယ်ဆိုတော့တလက်မှာဆင်းလိုက်မယ်ဆိုတော့ချေ71နှစ်စိတ်ဆင်းရမယ်เนาะ71နှစ်စိတ်ဆင်းလိုက်တယ် เนาะสะดุ้งแล้วเซ็งไล่ยังมีอ่ะเนาะสะดุ้งแล้วเซ็งไล่ยังอะล่ะพี่วาไลน์ป่ะเนาะวาไลน์ยาตัวพี่ไลน์เนี่ยอกลงกูท้องสันได้มั้ยบ้าบีဆိုတော့တောက်မှန်ကြအောင်ဆိုပြီးပါเนาะရမယ်ဆိုလို့ရှိရင်ဒီကွာကနေလို့ရှင်တင်ပြန်မှတ်မယ်เนาะတင်ပြန်မှတ်ဖို့အတွက်ကြတော့ share ပါလို့လဲဆိုလို့ရှိရင်တင်ဟိုစနစ်နဲ့စာပြီးတော့ share လိုက်တယ်တင်ဟိုစနစ်နဲ့စာပြီးတော့ share လိုက်တယ်ဆိုတော့တင်51ကိုစနစ်နဲ့စာလို့ရှိရင်လူမျိုးချစားတယ်လို့ပဲစားလိုက်လို့ရတယ်51ကိုစနစ်နဲ့စာเนาะဆိုတော့စနစ် ရှင်းနေသုံးပြီပေါ့36နဲ့ဝင်ထားရင်ငါငါကျွင်းနေတယ်ကျွင်းနေငါကိုတချေတော့လက်မမှာ80စိတ်ပဲရှိတော့ရှင်းနေမြတ်ရှင်းငါလီ40เนาะဒီမှာတသမထိုးလိုက်ပြီเนาะဒီအပေါ်မှာတသမထိုးလိုက်ပြီဆိုရင်စနစ်က40ကို3ဝက်ထပ်ဝင်ရမှာပဲเนาะ36ဆိုလို့ရှိရင်4ပဲထပ်ကြရတယ်ဆိုတော့မပြတ်ဘူးပေါ့เนาะ3တသမ3ဖြစ်နေဆိုတော့33စိတ်ပေါ့33စိတ်ဆိုတော့ကျတော့တစိတ်ပို့ပြီးယူလိုက်မယ်3ခွဲယူလိုက်မယ်เนาะ3လေးစိတ်ယူလိုက်မယ်ဆိုလို့ရှိရင်ဒီမှာ3လေးစိတ်ဘွားမြင်ရနေဘွားမြင်ရနေအပေါ်ကို3လေးစိတ် ပြန်ပြီးတော့တက်တယ်နော်တချို့တို့ចောင်းလုံးကစားတယ်လို့ပဲခြာစားလိုက်တာနော်စားပြီးတော့ကျွင်းတဲ့အကျွင်းကိုမလုပ်လဲရှင်းနေမြောက်ပြန်နော်မလုပ်စဲတချို့တို့လက်မလက်မပေးတယ်မှာတလက်မကိုရှစ်စိတ်ပဲရှိလို့နော်စားဒါဆိုလို့ရှိရင်ဒီမှာတင်မြင်ရသွားပြီခါမြင်တင်မြင်ဘွားမြင်ရသွားပြီအရှိမြင်ကိုတစ်ခါလဲမှတ်ခဲလိုက်မယ်နော်0 quarter ဖြစ်ဒီအတွက်ကြောင့်ဘွားကနေအောက်ကို 3လက်မှာ2ခွဲ260မိမိနှစ်သက်တလောက်ဆင်းလိုက်ရင်ရပြီပေါ့နော်ဒီချဲကအခုဒီမှာ260ဆင်းလိုက်ပြီပထမ3လက်မှာဆင်းပြီပထမ260ပဲဆင်းလိုက်မယ်တစ်ချက်မှတ်ခဲ့မယ်ဒါဆိုရင်ဒါဒီအရှည်မြင်နော်0 quarter ဖြစ်တဲ့တော့ကြောင့်မို့လို့နော်ပြီးပြီဆိုရင်ဒီမှာတင်မှတ်မယ်နော်တင်မှတ်ဖို့အတွက်တစ်ချက်ကဒီပေါင်းမိမှာပတ်ပတ်လေတည်ကျိုးတက်ပါတက်ပါပတ်ပတ်လေတည်ကျိုးတက်မှာဆိုတဲ့အခါကျတော့ဒီချဲကတင်ကိုပွားစားပေါင်းလိုက်တယ်နော်တင်ကို တင်ပတ်ပတ်လည်ကို၄နဲ့ပေါင်းပြီးတော့မှ၄နဲ့ပြန်စားလိုက်တယ်เนาะတင်ပတ်ပတ်လည်နဲ့ပေါင်း၄နဲ့ပြန်စားပြီးတော့ကိုရတဲ့အဖြေကိုဒီမှာတင်ရင်းပေါ်မှာတစ်ချက်မှတ်လိုက်မယ်ပေါ့เนาะမှတ်တဲ့ကောင်မှာအပြည့်မမှတ်ပဲနဲ့တလမရှော့မှတ်တယ်ဒါဒီအရှိချမ်းမို့လို့เนาะအရှိချမ်းကိုတင်အစားတင်အပေါင်းလေးအစားလေးဖြေမှာတလမရှော့ပြီးတော့မှတ်တယ်ဘဝမြင်ရနေမြင်မှတ်ထောင်လာလိုက်တယ်ခါတီเนาะဘဝမြင်ရနေခါတီမြင်မှတ်ထောင်လာလိုက်တယ်ထောင်ပြီးပြီဆိုလို့ရှိရင် ထောင်ပြီးပြီဆိုလို့ရှိရင်ဒီခါမှတ်ကနေအတွင်းကိုဒီဘက်အချမ်းကိုเนาะအတွင်းဘက်အချမ်းကို၃စိတ်ပြန်ဝင်မယ်။နောက်ဒီကနေဒီကို၃စိတ်ဝင်လိုက်တယ်ဝင်ပြီးတော့အဲ့ဒီ၃စိတ်ကိုပေတံကိုဒီတင်မြင်တင်မြင်နဲ့မြင်တက်တဲ့နေရာစုံချက်မှာလာတားတယ်သုံးစိတ်ဆိုလို့ရှိရင်ဒီမှာပေတန်းအတူတူအလိုလိုယာဉ်သွားတယ်ဒီဘက်ကနော်ယာဉ်သွားပြီးကွာမြင်ပေါ့ဘူးနော်ကွာမြင်ပေါ့ယာဉ်သွားတော့ဒါမျိုးလေးဆွဲလိုက်တယ်ရမယ်နော်ဒါဆိုရင်ဒီမြင်းဆောင်လေးတစ်ခုရလာပြီ နော်မြင်းဆောင်လေးတစ်ခုရလာပြီဆိုတဲ့ခါကြလို့ရှိရင်ဒီဘက်မှာတချဲတို့ကခါးကိုရင်ဖြတ်လိုက်မယ်နော်ကွာကိုခဏထားလိုက်အောင်ခါးကိုရင်ဖြတ်လိုက်မယ်ဆိုတော့ခါးကိုတရင်တို့ပက်ပက်လေး0 quarter အတွက်ဒီချဲကအပေါ်ကိုရှေ့ကျမ်းမှာ၄စိတ်တက်ပေးတယ်နော်ရှေ့ကျမ်းမှာခါးကိုအထက်ကို၄စိတ်တက်ပေးပါတယ်၄စိတ်တက်ပြီးတော့မြင်းလေးကြောင်ဆွဲလိုက်မှာပေါ့နော်နော်ဆွဲလိုက်ပြီဆိုလို့ရှိရင်ဒီရိုက်ထားတဲ့မြင်းကနေအပေါ်ကိုဒေတာချက်ဆက်လိုက်မယ်။နောက်ဆက်တဲ့ခါကျရင်ဒီ၄စိတ်တက်တဲ့မြင်းကမှမစုံမနဲ့အပေါ်ကို၂စိတ်ထပ်တိုးပြီးတော့ တက်မယ်ဟိုဘက်ကဒီမှာเนาะဒီကနေဒီကို၄စိတ်တက်တယ်၂စိတ်ထက်တက်လိုက်တယ်เนาะတက်ပြီးရင်အဲ့ဒါကိုပေကွေးလေးနဲ့ပေကွေးလေးနဲ့ဆက်ထားလိုက်ရအောင်အရင်ဝဝကြီးမဆက်ဘူးပြည်ပြည်လည်လည်လေးပဲရမယ်เนาะဒီဘက်ချောင်ဘာမှမတက်ဘူးဒီမှာပဲ၂စိတ်တက်ပြီးတော့ပေကွေးလေးနဲ့ဆက်ထားခဲ့တာเนาะဒါဆိုလို့ရှိရင်ကွာအောင်သွားမယ်ကွာအောင်သွားဖို့အတွက်ကတကယ်တော့ဒီမှာဒီ0 quarter အတွက်ကိုဆိုလို့ရှိရင်ဒီကွာမြင်ရနေပြီးတော့မှအောက်ကို တစ်နှစ်စိတ်ချက်ဆင်းပေးထားတယ်ဘာလို့လဲဆိုတော့ကိုကို ease ဖြစ်စေခြင်းလို့တရဏတာဖြစ်စေခြင်းလို့များသောအားဖြင့်ဟိုတည်ယူပေါင်းမိတယ်ဆိုလို့ရှင်ကိုကမအများကြီးဆင်းပေးတတ်လိမ့်ရှိတယ်ပေါ့နော်ဒါပေမဲ့ဒီဒီပေါင်းမိက zero quarter မှုလို့ကိုကအလှလည်းဝတ်တယ်ပြီးရင်နောက်ထပ် sports wear တွေအကစားပေါင်းမိတို့ဟို tennis ပေါင်းမိတို့လို့ဟာမျိုးတွေကြားလို့ရှင်ရင်လည်းအဲ့လိုပဲကိုကိုဟိုတရဏတာရှိအောင်ဆင်းပေးရတယ်နော်တရဏတာရှိအောင်ဆင်းပေးရတယ်ဆိုတော့ဒီမှာတစ်ချက်ကတစ်နှစ်စိတ်ဆင်းတယ်နော်ဟိုအများကြီးမမှတ်ချင်တစ်နှစ်စိတ်ဆင်းမယ်လို့တော့မှတ်ထားလိုက်ပေါ့နော် ရမယ်เนาะတင်းနေစိတ်စဉ်းထားလိုက်ပြီစဉ်းထားပြီးပြီဆိုလို့ရှိရင်အဲ့ဒီတင်းနေစိတ်ကဒီဒဲ့မြင်လေဒီမှာဒီမှာဒီဒဲ့မြင်ဒဲ့မြင်ရဲ့အဆောင်မြင်ရဲ့နှစ်ခုရှိတယ်เนาะနှစ်ခုရှိရတဲ့အဲ့ဒီဒဲ့မြင်ဒဲ့မြင်ကနေအောက်ကိုဒီလိုလေးမှတ်လိုက်ပါเนาะမိုက်ခရိုဖုန်းအားမရှိဖြစ်တော့ငါလှိုင်းနေရင်တော့ပေါင်နေမလားမသိဘူးဒီမှာဒဲ့မြင်เนาะဒဲ့ဒီဒဲ့မြင်ကနေအောက်ကိုဒဲ့ယူထားလိုက်တယ်ပေါ့เนาะယူထားပြီးပြီဆိုလို့ရှိရင် ဒီကျေလို့ကဘွားထွက်မယ်ဘွားထွက်ဖို့အတွက်တွက်မယ်တွက်တဲ့ခါကျလို့ရှိလို့ရှိရင်တကူလီလာတဲ့ရောမြောက်လိုက်ရတယ်နော်ဟိုတင်ပတ်ပတ်လေပေါ့နော်တင်ပတ်ပတ်လေကိုဟိုဒီဆိုဒီမှာကက်ကူလီတာနော်ကက်ကူလီတာမှာကျေလို့ကတင်က41ရှိတာပေါ့နော်41အမြောက်ဒီအရှိန်အတွက်ကို3.3ခွန်မြောက်မယ်နော် ဲ့တော့ရောင်းမြေလို့နှစ်တက်သမား၈ခွန်ရတယ်နော်နှစ်တက်သမား၈ခွန်ရတော့၈ဆိုတာတစ်စိတ်ဖြစ်နေပြီလေဖြစ်နေပြီဆိုတော့အရှိကိုဝယ်ထုတ်လိုက်မယ်နှစ်တက်သမား၈စိတ်ရလို့မရှိဘူးသုံးယူလိုက်မယ်ပေါ့နော်သုံးလက်မှယူလိုက်မယ်ဒီအရှိချမ်း address ဆိုလို့ရှိရင်ညတက်သမား၃ခွန်နဲ့မြောက်တယ်အနောက်ချမ်း address ဆိုလို့ရှိရင်ညတက်သမား၃၉နဲ့မြောက်တယ်နော်ဆိုလို့ရှိရင်အဲ့တော့နှစ်တက်သမားဟုတ်သုံးသုံးယူလိုက်မယ်ပေါ့နော်သုံးယူမယ်ဆိုတော့ဒီဒဲ့မြင်းဒဲ့မြင်းကနေပြီးတော့မှဒီအခုတင်းနဲ့စိတ်ဆင်းထားတဲ့မြင်းပေါ့ကိုသုံးမှတ်မယ်ချေလို့လက်အင်းလက် တိုင်းလက်လို့ပဲကွာရမယ်เนาะဒီမှာဒဲ့မြင်ရနေဒီကိုသုံးမှတ်လိုက်တော့ဒီနားလောက်ထိရှိဒီနားထိရှိเนาะရှိမယ်ဆိုတော့အဲ့အမှတ်လေး ਨੇ ဆက်ကြမယ်เนาะဆက်ပြီးပြီဆိုလို့ရှိရင်ကွာမြင်လေးဆွဲမယ်ကွာလေးဝိုက်တဲ့ခါကျလို့ရှိရင်တော့ဒီဒီဇောင်းဘက်ကိုဝိုက်မယ်เนาะဘာလို့သူညက်တဲ့ခါကျရင်ဒီဒီဇောင်းကနေညက်ထုံမှာဩဘွားဝိုက်တဲ့ခါကျရင်เนาะ တစောင်းဘက်အချမ်းလေးဝတ်လိုက်တယ်เนาะလုံးမြက်လာတဲ့ခါကျရင်တစောင်းဘက်ကိုညှက်ပါမို့လို့เนาะအောက်မှာပေါင်ကိုဘယ်လောက်ထိရှိမလဲဆိုတော့တစ်ချက်ကြည့်ရအောင်ဒီကွာမြင်းဆုံးသွားတဲ့နေရာကနေအထဲကို6စိတ်ဝင်မယ်เนาะကွာမြင်းဆုံးသွားတဲ့နေရာနေအထဲကို6စိတ်ဝင်မယ်6စိတ်ဝင်ပြီးရင်အောက်ကိုတဲ့လေးဆွဲထားမယ်เนาะဒီကနေဒီကို6စိတ်ဝင်ပြီးတော့တဲ့လေးဆွဲထားတယ်ဆွဲထားပြီးတော့အဲဒီကွာကနေဒီအောက်ဘက်ကို3လက်မှဆုံးမဲ့နေရာကိုရှာမယ် အဲ၃လမတော့ပုံမှန်ပဲเนาะဟိုဘာမှဘာမှမတည်ဘူးတွေ့တာမဟုတ်ဘူး၃လမဒီကနေဒီကိုဒီမြင်းဆောင်လေးအရှိသီး၃လမရှိတယ်ရမယ်เนาะအဲ့ဒီ၃လမနေရာနဲ့ဒီဘက်တောက်မယ်เนาะဒီအစွန်းနဲ့ကိုဆက်မယ်မဆက်ခင်မှာဒီဘက်ကလေးကိုလည်းတစ်ချဲက၄စိတ်လောက်တင်းလိုက်မယ်ပေါ့နော်တစ်ချဲပေါင်လုံးအရင်မကြက်ချင်လို့၄စိတ်ပဲတင်းတာတကယ်လို့ပေါင်လုံးကြက်ကြက်လေးလိုချင်တယ်ဆိုလို့ရှိရင်အဲ့ဒီမှာကတင်းလို့ရတယ်เนาะဟိုတချို့ရှိရည်တချို့ဆိုလို့ရှိရင်အဲ့လိုပဲကိုလုံးက ဘိုက်ကတာပူတာ6ရောက်တိပေါင်နေစီတို့တွေတိတ်မကြည့်ဘူးမကြည့်တဲ့အခါကျတော့အဲ့လိုဆိုလို့ရှိရင်ကိုကပို့ပြီးတော့တိမ့်ပေးလို့ရတယ်နော်ပို့ပြီးတော့အဲထဲကိုထပ်စားပေးလို့ရတယ်ပေါ့နော်6စိတ်တစ်လက်မှစသဖြင့်စားပေးလို့ရတယ်နော်အခုတော့ဒီချေက၄စိတ်ပဲစားလိုက်ပါတယ်စားပြီးပြီဆိုလို့ရှိရင်ဒီ၄စိတ်နဲ့ဒီကွာမြင်းနဲ့ကိုတော့ဆက်ထားလိုက်မှာပေါ့နော်ဒါမျိုးလေးနော်၄စိတ်နဲ့၄စိတ်နဲ့ကွာမြင်းကိုတော့ဆက်ထားတယ်ဒီအခုရထားတဲ့အဖြေနဲ့သူနဲ့ဆက်တဲ့အခါကျရင်ဒီလိုကွေးကွေးမဆက်ဘူးနော်ပြေပြေလေးပဲဆက်မယ်ကိုမှရှိတဲ့ဘဲပေတံနဲ့မဆိုတုံးပြီးတော့ဆက်လို့ရတယ်နော် ဒီပေတံမျိုးမရမဟုတ်ဘူးတီတီလေးပဲဆက်မယ်နော်မဟုတ်လို့တမိကဒီအောက်ပိုင်းကိုဟိုကိုွေးတဲ့ white တဲ့ပုံလိုချင်တာတချေစိုင်ထုတ်ချင်တာဆိုလဲရတယ်လို့အဲ့ကြလို့ချင်ဘာဖြစ်မလဲဆိုတော့ဟိုဟာကိုပြန်ပြီးတော့ဒီအောက်နားပြန်ခောက်တဲ့ခါကျရင်ခတ်မှာပေါ့နော်ကိုွေးကိုွေးဆိုလို့ချင်ဘာလို့လို့ရလဲဆိုတော့အဲ့လိုဖြစ်သွားတယ်ဆိုရင်ချေတော့ကုတ်စာထည့်လိုက်လीနော်ဒီကနေတလက်မပို့ပြီးတော့ခောက်တာမျိုးမလုပ်တော့ဘဲနဲ့ကုတ်စာထည့်လိုက်ပေါ့ ဒါအောင်အရန်ကွေးထားမယ်ဆိုလို့ရှိရင်အရန်ကွေးလိုက်မယ်ညှက်လိုက်ညှက်ပြီးရင်ဒီမှာလက်မဝက်လောက်လေးပဲချုပ်စာထုတ်ပြီးညှက်ပြီးအဲ့တိုင်းလေးပဲကုတ်စာလေးလေးကျေလို့ခါကုတ်စာတို့အင်ဂျီလေးပဲကုတ်စာတို့ထဲတဲ့မျိုးကုတ်စာလေးနဲ့ပြန်ထည့်လေးရတာပဲနော်ဒီစရဲကိုခောက်မှမလို့တိတ်ပြီးတော့မဝိုက်ဘူးပြပြလေးပဲဆွဲထားပါတယ်ဒါဆိုလို့ရှိရင်ဒါကအခုအရှိချမ်းရပြီပေါ့နော်အရှိချမ်းရပြီပုံစံတိုင်းပဲရေးမယ်နော်ဒါဒီဇိုင်းဖိုးဆိုဒီဇိုင်းဖိုးပေါ့နော်ဒီဘယ်2025ရှိတဲ့ဒီတန်ရဲ့ဒီဇိုင်း4ဖြစ်ပါတယ် ိုရင်အခုဒါအရှိတန်းကိစ္စပြီးပြီဆိုတော့ချက်အနောက်ချမ်းသွားမယ်ပေါ့နော်အနောက်ချမ်းသွားဖို့အတွက်ပက်တန်ပေပါကိုစန့်ထုတ်ပြီးတော့ဒီဘက်က line တွေကိုဒီဘက်ကိုပြန်ဆွဲဆန့်ပြီးတော့ line ပြန်ကောက်မယ်နော်ခါမြင်တိုင်းပြန်ကောက်တယ်ပြန်ကောက်တယ်ဆိုဒီလိုနော်ဒီဘက်မှာဒီဘက်မှာဆိုတော့ဆွဲထားတဲ့အရှိတန်းရှိတယ်နော်ဒီမှာအရှိတန်းနော်အဲ့ဒီအရှိတန်းနေရာနေပြီးတော့မှ line ကိုဆွဲဆန့်သွားတာเนาะတင်မြင်းကိုလည်းဆွဲဆန့်တယ်၊ကွာမြင်းကိုလည်းဆွဲဆန့်တယ်၊ခါမြင်းကိုလည်းဆွဲဆန့်တယ်เนาะအကုန်လုံးဆွဲဆန့်တယ် ဒီမှာအနောက်ချမ်းရဲ့အရှေ့ချမ်းရဲ့ကွာအဆုံးနေရာရှိတယ်လေအဲ့ဒီအဆုံးနေရာကနေဒီဘက်ကိုနောက်ချမ်းအတွက်ကိုတလက်မခွာပြီးတော့တစ်ချက်အမှတ်မှတ်လိုက်နော်တလက်မခွာပြီးတော့အမှတ်မှတ်လိုက်တယ်ဒီအရှေ့ချမ်းရဲ့ကွာအဆုံးကနေဒီဘက်ကိုတလက်မခွာပြီးအမှတ်မှတ်တာနော်မှတ်ပြီးရင်အနောက်ချမ်းရဲ့ကွာအနောက်ချမ်းရဲ့ကွာမှတ်မယ်အနောက်ချမ်းရဲ့ကွာဆိုတော့တစ်ချက်ပြောခဲ့တယ်တင်ကို0.09နဲ့စာမယ်နော်ဟိုအရှေ့ချမ်းတော့0.07နဲ့စာရဲဆိုတော့လေနော် ဆိုလို့ရှိရင်ဒီမှာတင်တွက်မဲ့တင်ကိုအစားတယ်လေးမှပြောတာအမြောက်နော်မြောက်မယ်0.09နဲ့မြောက်မှာဆိုလို့ရှိရင်ဒီမှာ3.69ရနေတယ်ရနေတယ်ဆိုတော့6 6ရဲ့အနောက်က9ပေါ့နော်9ဆိုတော့3.7ယူလိုက်လည်းရတယ်သို့မဟုတ်4ယူလိုက်လည်းရတယ်ပေါ့နော်ဆိုတော့ဒီချက်က4ယူလိုက်မယ်နော်ဆိုရင်ဒီမှာဒီကနေပြီးတော့ ဘွားကဘလောက်ဖြစ်သွားလဲဆို4ပေါ့နော်4ဖြစ်သွားမယ်ပြီးရင်ဒီအရှိအကျမ်းမှာတော့အရှိအကျမ်းမှာတော့တကယ်အောက်ကိုခဏလေးနော်မြင်ရဖြစ်နော်ဒီမှာကဆိုမြင်ရတယ်နော်အဲအရှိအကျမ်းမှာတော့ဘွားကိုတကယ်ဒီဘွားမြင်ရနေအောက်ကိုတွနဲ့စိတ်ချက်ဆင်းခဲ့တယ်လေဆက်ဆင်းခဲ့တယ်ဆိုတော့ဒီမှာကြလို့ရှိရင်တကယ်တခွဲဆင်းမယ်နော်တခွဲဆင်းပြီးတော့မြင်တားထားခဲ့မယ်ပေါ့နော်တားထားခဲ့မယ်တားထားခဲ့ပြီးတော့ဒီအခုကွာမှတ်လိုက်တဲ့နေရာကနေ ပေါ်ပို့မြင်တက်တက်ထောက်ပဲနော်မြင်တက်တက်ထောက်မယ်ထောက်ပြီးပြီဆိုလို့ရှိရင်နော်မြင်တက်တက်ထောက်ပြီးပြီဆိုလို့ရှိရင်တင်မှတ်မယ်လေတင်မှတ်မယ်ဆိုတော့ဒီအရှိန်ချမ်းမှာတွက်ထားတော့ကတင်ကို၄ပေါင်းပြီးတော့လေးစားတာ၁၁၂စိတ်ရထားတယ်အရှိန်ချမ်းမှာတလမ short ဆွဲထားတယ်ပေါ့နော် short ဆွဲတဲ့တလမကိုအနောက်မှာပို့ဆွဲမယ်အနောက်မှာဖြည့်မယ်ပေါ့နော် စက်တင်နှစ်စိတ်ကိုနောက်တစ်လက်မှထပ်ဖြည့်တော့တချဲတော့စက်နှစ်နှစ်စိတ်ဆိုရမှာပေါ့အနောက်ချမ်းတင်လို့နော်အရှိချမ်းမှာတလက်မှ short ထားတဲ့ဟာကိုအနောက်ချမ်းမှာလက်ဖြည့်မယ်နော်ဒါဆိုလို့ရှိရင်ဒီအထိရတယ်စက်နှစ်နှစ်စိတ်ဒီမှာနော်စက်နှစ်နှစ်စိတ်အမှတ်မှတ်လိုက်ပြီးမှတ်ပြီးပြီဆိုရင်ညစ်တက်တက်ထောင်မယ်ကိုကမြန်မာနဲ့တုံနေတော့ဆွဲဆက်မယ်နော်ရပြီဆိုရင်ဒီမှာညင်းတက်တက်အပေါ်ကိုထောင်လိုက်မယ်ဒါမျိုးရမယ်နော် ဆိုလို့ရှိရင်ဒီဘက်ကိုပြန်သွားမယ်နော်နော်ဒီမှာဆိုလို့ရှိရင်ဒီဘက်အရှိချမ်းတုံးကအရှိချမ်းတုံးကဒီကနေအထဲကိုသုံးစိတ်ဆိုင်လိုက်တယ်လေနော်သုံးစိတ်ဆိုင်လိုက်တယ်အခုအနောက်ခြမ်းမှာဒီကနေအထဲကိုလေးစိတ်ဆိုင်တယ်နော်နော်လေးစိတ်ဆိုင်မယ်ရိုင်းပြီးပြီဆိုလို့ရှိရင်ထုံးစံတိုင်းမယ်ဒီတင်မြင်းနဲ့မြင်းတက်တက်နဲ့စက်တဲ့နေရာကိုဒါမျိုးလေးသွားပြီးတော့ ရိုင်းဆွဲလိုက်မယ်နော်နော်ရိုင်းဆွဲလိုက်မယ်ရိုင်းဆွဲပြီးပြီဆိုလို့ရှိရင်အဲ့ဒီမြင်းအတဲ့နေရာကနေပြီးတော့မှမြင်းအတဲ့နေရာကနေဒီမှာဘွားရထားတဲ့လေးလေးလေးကိုဒီအောက်ကိုတစ်ခွဲချထားတဲ့နေရာကိုရိုင်းပြီးဆိုတော့ဒီမှာလေးမှတ်မှတ်လိုက်ပြီနော်မှတ်ပြီးပြီဆိုရင်ဆက်မယ်နော်ဆက်ပြီးတော့ဘွားဆွဲမယ်ဘွားကိုတော့ထုံးစံတိုင်းပဲ စောင်းထားတဲ့မြင်းပေါ်ဆွဲမှာပေါ့နော်ဒီကနေပြီးတော့မှဒီကိုဟို6စိတ်ဝင်ကျင်လောက်တက်ရင်ရလောက်တက်မှကိုမဆုံးဖြတ်တတ်ဘူးဖြစ်နေလေ6စိတ်တလက်မှ10စိတ်ပေါ့အနည်းဆုံးအဲ့လောက်ကြီးတက်ထိုင်ရမှတ်ထားလိုက်ပြီနော်ဒါဆိုဘယ်လိုပဲပြီးဝင်တယ်လေ6စိတ်တည်းနည်းလေးအပေါ်ရောက်နေရတာကိစ္စမရှိဘူးဥထက်အရင်အောက်ရောက်ပြီးတော့မတရားကြီး white မနေဖို့ပဲအရေးကြီးတာနော်ဒါဆိုလို့ရှိရင်ဒီမှာအနောက်ခြမ်းကွာလေးလည်းရသွားပြီနော်ရသွားပြီဆိုတဲ့အခါကျတော့ထဲကအခြေခြမ်းတော့ကလိုပဲ ခါကိုနော်ဒီရိုင်းထားတဲ့ဟာကိုအပေါ်ကိုအရှိကျမ်းမှာတော့၄စိတ်တက်စိတ်ပေါ့နော်ဒီချက်ဒီနောက်ချမ်းမှာ၃စိတ်တက်မယ်၃စိတ်တက်ပြီးတော့ဒီခါမြုံခါမြုံပေါ၃စိတ်တင်တာပေါ့နော်ပြောမယ်ဆိုရင်တော့ခါမြုံပေါ၃စိတ်တင်ပြီးတော့ဒီချက်ဆွဲလိုက်တယ်နော်ဆွဲလိုက်ပြီးပြီဆိုလို့ရှိရင်အရှိကျမ်းမှာတော့ အရှိချမ်းမှာတော့ကံမှာတောင်းတဲ့ပတ်တန်းဆက်ကုန်လေးမလွတ်ဖြစ်အရှိချမ်းမှာတော့လေးစိတ်တက်ပြီးတဲ့အပြင်ကိုနောက်ထပ်နှစ်စိတ်တက်သေးတယ်လေနော်လေးစိတ်တက်ပြီးတဲ့အပြင်နောက်ထပ်နှစ်စိတ်တက်သေးတယ်ဒီအရှိချမ်းမှာသုံးစိတ်တက်ပြီးတဲ့အပြင်ကိုနောက်ထပ်သုံးစိတ်ထပ်တက်မယ်ဒီကွာဘက်အချမ်းကိုနော်ဒါလေးပဲเนาะသုံးစိတ်ကကြတော့တောက်လျှောက်တင်သွားတာเนาะခါမြင့်ကိုသုံးစိတ်တောက်လျှောက်တင်သွားတာပြီးပြီဆိုလို့ရှိရင်ဒီကနောက်ထပ်သုံးစိတ်ထပ်တက်ပြီးတော့ပေကွေးလေးနဲ့ဆွဲမယ် เนาะတိတ်မဝိုက်ပဲနဲ့စီတီလဲလဲလေးပေါ့ကြပါပြီဒါဆိုလို့ရှိရင်เนาะအခုအောက်အောက်ဖက်ကိုဆက်သွားမယ်ဆက်သွားတဲ့အခါကျလို့ရှိရင်အရှိကနောက်ချမ်းလုံးကလိုပဲဘာလို့မလဲ16စိတ်ဆို16စိတ်3လက်မှဆို3လက်မှချခဲ့မှာပေါ့เนาะဒီမှာတစ်ချက်ညချစိတ်အရှိချမ်းမှာယူထားပြီးအတွက်ကြောင့်16စိတ်အရှိကိုချပြီးတော့မြင်းပိတ်ပြီးတော့အရှိမြင်းတက်လာလိုက်မယ်เนาะဒီမြင်းရပါပြီရပြီဆိုလို့ရှိရင်ခွားကနေ ကွာကနေအထဲကို6စိတ်ရွှေမယ်နော်6စိတ်အမတ်မှတ်ပြီးတော့ညင်းတက်တက်ဆွဲခဲ့မယ်နော်ဆွဲပြီးပြီဆိုလို့ရှိရင်ဒီမှာတော့3လက်မှဒီအရှိကြမှာတော့လေဒီမြင်းဆောင်လေးက3လက်မเนาะ3လက်မဆိုတော့ဒီမှာလဲ3လက်မပေါ့အဲ့ဒီ ग्वा ကနေပြီးတော့3လက်မတဆောင်းဆောင်းလေးစင်းမယ်ရမယ်เนาะသူနဲ့သူနဲ့ညီရမယ်เนาะဒီမြင်းဆောင်နဲ့ဒီမြင်းဆောင်နဲ့ညီရမယ်3လက်မစင်းပြီဆိုလို့ရှိရင် ဘာလို့မလဲပေကွေးနဲ့ဆွဲမဆွဲချင်မှာဒီဘက်ကိုလည်းလေးစိတ်သိမ့်လိုက်အောင်မယ်နော်လေးစိတ်သိမ့်တာဘာဘယ်သူနဲ့ဆက်မှာလဲကွာမင်းနဲ့ဆက်မှာနော်ဒါမျိုးနော်ဆက်ပြီးပြီဆိုလို့ရှိရင်အဲ့ဒီလေးစိတ်မှန်လေးသူ့နဲ့ကိုပြပြလေးဆွဲမယ်နော်ရှင်ဝဲဝဲချင်းမဆွဲဘူးဒီလောက်ပေါ့နော် မခတ်ဘူးเนาะဒါပေမဲ့ဟိုချုပ်ကြည့်လိုက်ရမ်းတောင်တတရှိတယ်เนาะ sports wear တွေတော့ချုပ်လို့ရတဲ့ pattern နဲ့တင်ပေးထားတာမို့လို့ဒါလေးကဒီ zero quarter လေးကလေကြိုက်တဲ့အသားနဲ့ချုပ်ပြီးရအောင်ဘောင်ဝင်တန်းဝင်နဲ့ရောင်းတန်းဝင်နဲ့အထည်တစ်ခုဖြစ်တယ်เนาะဒါပါပဲဒါဆိုလို့ရှိရင်ဒါက notion ိုလို့ရှိရင်ပက်တန်ကတော့ဒီမှာပေါ့နော်ပက်တန်ကိုညှက်ပြီးတော့ချုပ်မယ်ဟိုတခါလေးပဲတေချိုးကိုထုတ်ခဲ့ခြင်းနဲ့ဆိုလို့ရှိရင်ထုတ်ခဲ့မိရတယ်တေချိုးစာတလက်မထုတ်ခဲ့လိုက်ပေါ့နော်ဒီဂျူးစာတလက်မကကြတော့ဒီမှာတကယ်လို့တေချိုးစာတလက်မကိုဒီမှာတစ်ခါလဲတင်တစ်ခါလဲတင်ပြီးတော့တစ်ခါလဲတင်ပြီးတော့တစ်ခါလဲညှက်လို့ရှင်တော့တေချိုးကိုတစ်ခါလဲငုံချုပ်တာပေါ့နော်မဟုတ်လို့တေချိုးကိုဖြတ်ထားပြီးတော့မဘောင်းမီနဲ့တေချိုးနဲ့ဆက်ချင်တာပေါ့နော်ဘောင်းမီနဲ့တေချိုးနဲ့ဆက်ချင်တာဆိုလို့ရှင်ဒီခါကနေအောက်ကိုတလက်မချပြီးတော့မမတ်နော် ဒီလိုလုပ်ပန်းနေမြင်ပြနဲ့အရင်ပြမယ်နော်ဒီမှာဒီခါခါကိုဒီမှာ white ထားတဲ့နေရာနေစာဟိုအောက်ဟိုဘက်အတိတ်နေရာအထီကိုတလက်မတလက်မတလက်မစီမှတ်ပြီးတော့တရေကျိုးစာလေးထုတ်ခဲ့လိုက်မယ်နော်တရေကျိုးစာလေးတခါလေးထိညံမှာပေါ့နော်သူ့ကိုကြလို့ရှိရင်တချေတော့ကနည်းနည်းလေးညိုင်ပေးရမှာပေါ့။ဟိုပြီးတော့မှပတ်တန်ညှက်တဲ့ခါကျမှပြန်ခောက်ပြီးတော့ဘယ်လောက်ထိညိုင်မလဲဆိုတော့မှတ်မယ်ပေါ့နော်။ အခုလောလောဆယ်တော့ကိုကနည်းနည်းလေးအလင်းသိမ်းတဲ့လောက်ကြီးဆိုင်ထားပေးမယ်။နော်။ဒါကဘောင်းမီကနေတခါတည်းတရေကျိုးထွက်တာနော်။မဟုတ်လို့မဟုတ်လို့တရေကျိုးတော့တက်မှတ်မယ်ဆိုရင်ခဏတော့ရှင်းမင်းဆော့ပန်အနည်းနဲ့ပြတာ။နော်မဟုတ်လို့တရေကျိုးကိုတက်တက်ဟိုဒီကနေညှက်ထုတ်လိုက်ပြီးတော့မှတရေကျိုးနဲ့တက်တက်ခါချုပ်ပြီးတော့မှဘောင်းမီနဲ့လက်တွဲနေတာဆိုလို့ရှိရင် ဒီပတ္တန်နဲ့ကနေသိရရိုးစာကိုမြတ်ထုတ်တယ်။ဒါမျိုးเนาะဒီအနီရောင်လိုင်းလေးပတ္တန်နဲ့ကနေသိရရိုးစာကိုတစ်ခါလေးမြတ်ထုတ်ခြင်းရင်ဖြတ်ထုတ်ရမယ်လိုင်းเนาะအပြာရောင်လိုင်းကကြတော့ဗာလေတစ်ခါလေးပေါင်းမိနဲ့သိရရိုးနဲ့ငုံချုံမယ်လိုင်းเนาะအဖြစ်ကြမ်းလည်းအတူတူပဲအနောက်ချမ်းလည်းအတူတူပဲเนาะအောက်ကိုညက်တဲ့ခါကြလို့ရှိရင်တလက်မခေါက်စားချမ်းမယ်ကျန်တာတွေအားလုံးဒီလက်မဝက်၃စိတ်မိမိနဲ့တက်သလောက်ချမ်းမယ်เนาะ ဒီအဆောင်လေးတွေပေါ့နော်အဆောင်လေးတွေကိုစနောင်းတော့တစ်ချဲဆွဲတော့ကအလင်းသစ်တို့လေးပဲစောင်းခဲ့လို့ပြောလိုက်တယ်နော်တကယ်တမ်းညက်တဲ့ခါကျလို့ရှိရင်ဒီခါးနေရာလေးခါးနေရာကိုခါးလိုက်နေရာကိုခောက်လိုက်တော့ပေါ့နော်ခောက်ပြီးတဲ့ခါကျလို့ရှိရင်ဒီခါးမြင်အတိုင်းပဲညက်လိုက်နော်အဲ့ဒါဆိုလို့ရှိရင်တူတူစောင်းမိသားလေးထွက်လာမယ်နော်ဒါလေးကိုဒါမျိုးလေးနော်ခါးမြင်အတိုင်းလေးပဲညက်လိုက်တဲ့ခါကျလို့ရှိရင်ဒီမှာဘယ်လောက်စောင်းမှမလဲဆိုတာတစ်ခါတည်းပဲထွက်လာခဲ့ပြီနော် ထွက်လာခဲ့ပြီဆိုတော့မှအဲ့ရနေပြီးတော့မှဆက်ပြီးတော့ညက်သွားရမယ်နော်ညက်တာကတော့ဒီဒီပက်တန်ကတော့ဒီလောက်ပဲပေါ့နော်ပက်တန်ကတော့ဒီလောက်ပဲချုပ်တာတွေကိုကျေက YouTube မှာတင်ထားပြမယ်နော် site site အကြီးရခါကြလို့ရှင် Facebook မှာတင်ရတာခက်လို့လေ YouTube မှာကြလို့ရှင် VPN လည်းမလိုပဲနဲ့အကုန်လုံးအစအဆုံးကြည့်လို့ရတယ်နော်ပက်တန်ကတော့ပြီးသွားပြီသုံးဆန်တိုင်းပဲပပတ်လည်းလေးစစ်ချန်နဲ့အောက်မှာတော့ခောက်စာတလက်မှတ်ချန်နဲ့နော်အခုဒါရှေ့ချမ်းပေါ့နော်ရှေ့ချမ်းကိုဘွားနှစ်ခုပူးမယ် ရှည်ချမ်းကွာနဲ့ရှည်ချမ်းကွာနဲ့နှစ်ခုပူမယ်အလားချင်းပူပြီးတော့နော်ခြံခဲ့တဲ့ချုံစာအတိုင်းပဲပူမယ်ကျေမြဲမ်းပူနေကြပုံစံအတိုင်းပဲခြိတုတ်မယ်ဆိုရင်နည်းနည်းလေး၃စိတ်လောက်ကြော်ပြီးတော့ခြားတယ်အဲ့လေးကိုထောက်တယ် နောက်ပြန်အရင်ချုပ်တယ်ပြီးတော့မှအရှိကိုတော့ချုပ်ချုပ်သွားတယ်နော်ဆိုတော့ဒီခြိတုပ်တဲ့နားလေးမှာခြိချောင်းကနှစ်ချောင်းပဲသွားထားတော့အရန်ဖူဖူကြီးမဖြစ်ဘူးပေါ့နော်ခြိလည်းမြဲတယ်အခုလိုမျိုးပိတ်စားထူတဲ့ဟာတွေဆိုပိုဆိုးတယ်ခြိဖူနေတဲ့ခါကြလို့ရှိရင်မလှအောင်လေးရုပ်ဆိုးတယ်နော်အတန်းလေးပဲဆက်ပြီးတော့တွဲသွားမယ်နော် ံးပိုင်းနာ sorry အဆုံးပိုင်းနာရောက်လို့ချုပ်မယ်ဆိုရင်လည်းဒီလိုမျိုးအဆုံးထိအရင်ချုပ်လိုက်တယ်ပေါ့နော်ချုပ်ပြီးသွားရင်နောက်ပြန်နည်းနည်းလေးချုပ်လိုက်တယ်ရပြီဒီဘက်ကိုပြန်မလာတော့ဘူးနော်꽈ရီချုပ်ပြီးပြီဆိုလို့ရှိရင်ဓာတ်ဆက်သွားလိုက်မယ်နော်မိဥတိုက်လို့ရှိရင်ဒီ꽈တွေကိုပေါ့နော်꽈တွေကိုမိဥတိုက်တဲ့ခါကြလို့ရှိရင်ဆရာတို့ကဒီအပေါ်ပိုင်းနေရာတော့နည်းနည်းရိုးရိုးပုံမှန်ပဲတိုက်တယ်ပေါ့နော် ဒီအောက်ပိုင်းနေကြလို့ရှင်ဒီလိုဆွဲဆန့်ပြီးတော့တိုက်မယ်ကွာဟုတ်လေဒီလိုအကွေးတိုက်မတိုက်ဘူးနော်ဒီလိုဆွဲဆန့်ပြီးတော့ဖြီးပြီးတော့တိုက်မယ်နော်ဘောင်းမီချုပ်တာလေမိဘူးနိုင်ဖို့လဲလို့ရနော်မိဘူးရှိမှမိဘူးတိုက်ဖို့အဆင်ပြေမှပဲချုပ်ပေါ့နော်ဟိုမိဘူးမပါဘဲနဲ့ချုပ်လိုက်လို့ရှင်လို့ရှင်ရုပ်ထွက်ကမတူဘူးနော်အပေါ်ပိုင်းနေဦးတော့ဖြောင်းတိုင်းပဲတိုက်မယ် အောက်ဖက်တွေကြလို့ရှင်လို့ရှင်ရင်ဒီ ग्वा ဘတ်တွေเนาะ ग्वा ဘတ်တွေကြလို့ရှင်ဘယ်လိုမျိုးဆွဲဆက်မလဲเนาะဆက်ပြီးတော့တိုက်မယ်เนาะမီးဘူးနိုင်ဖို့လိုတယ်ဘောင်းမီချုပ်တာလေမီးဘူးနိုင်ဖို့လိုတယ်မီးဘူးတိုက်ဖို့အဆင်ပြေမှဥမမီးဘိုင်လာနေမှာပေါ့เนาะမီးဘိုင်လာနေမှာမီးဘူးတိုက်ဖို့အဆင်ပြေမှာပဲဘောင်းမီကိုချုပ်စေခြင်းတယ်မီးဘူးမနိုင်လို့ရှင်ရင်အဲရုပ်ထွက်ကမတူဘူးဘောင်းမီကလေเนาะရပါပြီဆိုလို့ရှင်ရင်အခုဒီမှာရပြီပေါ့เนาะပေါင်လုံးနှစ်ခုတွဲမယ်ပေါင်လုံးနှစ်ခုတွဲဖို့အတွက်နောက်ချမ်းရဲ့အလှနဲ့ ရှေ့ချမ်းရဲ့အလှနဲ့ပူးမယ်နော်ပူးတဲ့အခါကျလို့ရှိရင်ဒီမားတစ်ချက်တော့ဟိုဆောနာချုပ်ထားတဲ့ဝါပူထားတဲ့ဟာလေးရှိတယ်လေသူ့ကိုဒီဘက်ကိုလဲတယ်ဆိုလို့ရှိရင်ဒီဘက်ချမ်းကွာကိုလဲဒီဘက်ကိုပဲလဲနည်းနည်းချင်းဆိုင်ဘက်တူတူလဲမယ်ပေါ့နော်သူ့ကိုဒီဘက်လဲပြီးတော့ဟိုဘက်ကွာကိုတစ်ဖက်လဲတာမျိုးမလုပ်ဘူးနော်ဘက်တူတူလဲမယ်ကလေးနားလေးကိုပင်းရလေးတစ်ချက်ထိန်းထားလိုက်နော်ဒါကတော့ဟိုကိစ္စမရှိဘူးဂျင်းသားလိုမျိုးအထူသားဆိုတော့လေတကယ်လို့အပြော့သားတို့ စပန့်တို့ပါလို့ဆိုလို့ရှိရင်ချုပ်ရင်းနဲ့ဆွဲတာတို့ရှိတာတို့ဖြစ်သွားမှာဆိုလို့เนาะအလယ်နားမှာတစ်ချက်ပင်ရလေးထိန်းတာပါ ကွာကိုလည်းပေါင်လုံးကိုလည်းဓာတ်စလိုက်လာပြီเนาะလိုက်လာပြီဆိုလို့ရှိရင်ဒီနားလေးမှာလေးတစ်ချဲတော့အဲတကယ် branded ဘောင်မီလေးဆိုလို့ရှိရင်လည်းအဲ့လိုမျိုးလေးပါတယ်ပေါ့เนาะစွကြဲသားလိုအဆွေသားလိုလေး ਨੇ ကွာလေးကိုဒီပေါင်လေးကိုလေတစ်ချဲပြန်ပြီးတော့ဖိတာလေးပါတယ်ဒီမှာတစ်ချဲကလုံကုတ်ကွတ်တဲ့အစလေးရှိတယ်လေလုံကုတ်ကွတ်တဲ့အစလေးကိုလုံကုတ်ကွတ်တဲ့အစလေးကိုဒါမျိုးလေးခောက်ပြီးတော့ဒီအစွန်းနာเนาะအဓိကတော့ဒီချုံယိုးနာပေါ့เนาะ ခြုံရိုးနှားလေးကိုဖိတင်မယ်ဖိတင်ပြီးတော့တစ်ချက်ဖိခဲ့လိုက်မယ်နော်အဲဒါကြီးကလှန့်မနေရတို့အစမျိုးမရှိဘူးဆိုလို့ရှင်လေဒီတိုင်းပဲဒါကိုပဲဖိထားပြီးတော့ဒီဘက်နားလေးကိုလေးစိတ်လောက်လေးဒီဘက်နားလေးကိုလေးစိတ်လောက်လေးချုပ်ချုပ်ပြီးတော့လှည့်ထားလိုက်ရင်ရတယ်နော်အဲရှိတယ်ဆိုလို့ရှင်တော့ဒါလိုဒီလိုအစလေးနဲ့လှည့်မယ်ပေါ့နော် ရပြီဆိုလို့ရှိရင်ဘေးတွေပူးသွားမယ်ပေါ့နော်ဘေးတွေပူးသွားမယ်ပြီးရင်အောက်ဖြားတွေကိုဘေးတွေဘာတွေပူးပြီးသွားတဲ့ခါကျမှပဲခောက်ချုံမယ်ဆိုတော့ဘေးတွေမပူးခင်မှာတကြက်အတိအပေါ်ခါးနဲ့အောက်ဖြားနဲ့ကိုအရင်ဆုံးဓာတ်ဆက်သွားလိုက်ခဲ့လိုက်မယ်နော်ဓာတ်ဆက်လိုက်ခဲ့လိုက်ပြီပေါ့နော်အောက်ဖြားကောခါးကောနော်ခါးကိုဓာတ်ဆက်မလိုက်ပဲနဲ့ခောက်ချုံကြတာလည်းရှိတယ်ပေါ့နော်ဆဲတော့ဓာတ်ဆက်လိုက်ပြီးတော့ဓာတ်ဆက်ပေါ်ကနေချုပ်လိုက်တာပို့ပြီးတော့တရေကျိုးအတွက်ချောင်ချောင်ချီချီရှိတယ်လို့ထင်တယ် ဆိုရင်ခုဘေးတွဲမယ်ဘေးနှစ်ဖက်ကိုတော့တကယ်ပူပြီးမှပဲဟိုဘေးတစ်ချောင်းနင်းပြီးမှပဲဓာတ်သက်သွားလိုက်မယ်နော်ဓာတ်သက်ကိုတော့ပူပဲလဲလဲခွဲပဲလဲလဲကိုကြိုက်တယ်လို့လိုက်နော် ရပြီเนาะဘေးတွေပူပြီးသွားပြီပူပြီးသွားပြီဆိုတော့ဒီချက်တရေကျိုးထည့်မယ်ပေါ့เนาะတရေကျိုးထည့်ဖို့အတွက်တရေကျိုးကတစ်ချက်တလက်မပြားထည့်မှာเนาะခုဘလောက်ဆွဲလဲပေါ့တရေကျိုးကလေအရန်တိတ်မဆွဲဘူးတင်းတယ်ဆိုလို့ရှိရင်တော့ဟွာလောက်ပဲခါပက်ပက်လဲထဲနှစ်လက်မလောက်ပဲ short ဖြတ်ပေါ့เนาะမဟုတ်လို့ဆွဲတယ်ဆွဲအတော်တော်လေးကောင်းတယ်ဆိုလို့ရှိရင်ခါပက်ပက်လဲထဲသုံးလက်မလေးလက်မလောက် short ဖြတ်လို့ရတယ်เนาะအခုဒီချက်ကဒီဥစ္စာခါပက်ပက်လဲထဲသုံးလက်မ short ဖြတ်ထားတယ်တရေကျိုးကိုမလဲအောင်ယူဆိုင်เนาะဒီလိုမျိုးပြန်ပူးမယ်ပူးတဲ့ခါမှာဒီလိုလိန်သွားတာတော့ဘာလို့ဖြစ်တတ်တယ်เนาะလိန်သွားတာဘာလို့ဖြစ်တတ်လဲတရေကျိုးကိုမလဲအောင်ယူဆိုင်ပြီးတော့ဒီလိုလေး ပူပြီးတော့ချုပ်ထားမယ်ပေါ့နော်မြင်းမြဲလေးဖြစ်အောင် တေချိုးမြဲအောင်ထုတ်ပြီးသွားပြီဆိုလို့ရှိရင်တေချိုးထည့်တော့မယ်ပေါ့နော်ဆိုတော့ဒီမှာတလက်မပြထည့်မှာနော်ဒီဥစ္စာကိုတခါတည်းငုံချလိုက်တယ်ဒါမျိုးနော်ငုံချပြီးတေချိုးဝတ်တက်မနေဘူးတေချိုးဝတ်တက်မနေမယ်နဲ့ဒီမှာဓာတ်ဇနာကနေပဲတစ်ချက်ပေါက်သွားမယ်နော်ဒီမှာနော်တေချိုးကိုထည့်လိုက်တယ်ငုံလိုက်တယ်ဓာတ်ဇနာကနေပေါက်သွားမယ်အဓိကတေချိုးမလိမ်အောင်ကျူးစိုက်ပါနော် အောက်ပေါင်လုံးပတ်ပတ်လဲကိုခောက်ပြီးတော့ဆက်နဲ့ပောက်သွားလိုက်မယ်ဆိုရင်ပြီးပါပြီ0 quarter ခါပတ်လဲတရေချိုးပေါင်းပြီလေနော်